အသက်သေးဆုံးတဲ့အထိပြင်းထန်တဲ့ယူဂန်ဒါကအာစတန်နဲ့မန်ယူပြိဿအားပြိုင်ပွဲကတော့အလုံးမမြင်လာပါခင်ဗျ3 gauge corners ကနေအာစတန်ပြိဿတွေကိုပြန်လှည့်ပြီးကြိုးဆိုလိုက်ပါတယ်ဒက်ကလန်ရက်ရဲ့ free kick အတွင်းကိုကြောင့်ယူဂန်ဒါနိုင်ငံမှာပါတီပွဲတွေချိန်ချိန်သေးခဲ့ပါတယ်ယူဂန်ဒါနိုင်ငံသားတွေကဘောလုံးအားကစားနည်းကိုအယူမူအားပေးကြတယ်မန်ယူနိုက်တက်နဲ့အာစတန်အမာဂန်ပြိဿတွေအားပြိုင်ပွဲတွေရှိနေပါတယ်အာစတန်သင်းပြိဿတွေကဘွဲတီပွဲကောင်းတွေရှိပြီဆိုလို့ရှိရင်ဖျားเจ้าမှာစူဝေးပြီးတော့ကြည့်ကြတယ် ဘုရားကျောင်းနဲ့အနီးနဲ့အဖြူပေါင်းဆက်ထားတဲ့အာစတင်တင်အယောင်တွေဇုံညီနေခဲ့ပါတယ်။ဝဲမတိုင်းငယ်အာစတင်တင်ရလာကောင်းအောင်ဝိပုစုတောင်းကြတယ်။ပြီးရင်ဆရာထက်တန်စွာနဲ့အားပေးကြတာပါပဲ။ယူကနာနိုင်ငံကကုမ္ပဏီကြီးတွေဈေးဝယ်စင်တာနဲ့လမ်းဘေးဈေးဆိုင်တွေကပရီးမီးယားလိအခြေပြုစီးပွားရေးလုပ်ပြီးတော့ငွေသက်ယူနေပါတယ်။လောင်စာကုမ္ပဏီတွေကလည်းကြီးမားတဲ့ကြီးမားလာကြတယ်။ယူကနာဘောလုံးတင်ပရိသတ်တွေကြားတဲ့ဒီဘိတ်ကလည်းပြင်းထန်ပါတယ်။အာစတင်နဲ့မန်ယူထိတိုက်တွေ့ပြီးဆိုလို့ရှိရင်ကမ်မာရီဘာရီမှာစုဝေးပြီးတော့ဒီဘိတ်လုပ်ကြတာပါ။ တခါလေတော့လေပရိသတ်တွေကြားမှာအစွမ်းရောက်စိတ်ကြောင့်အကြမ်းဖက်မှုတွေဖြစ်ဖူးပါတယ်။အာစတန်နဲ့မန်ယူသင်ပရိသတ်တွေကြားအသက်သေဆုံးတဲ့တွေဖြစ်ဖူးတာပါ။အာစတန်သင်ပရိသတ်တွေကဘေးမတ်တွေမှာအနိုင်ရတဲ့အခါအမိုးပွင့်ကားတွေနဲ့မြို့ရင်းလက်လေအောင်ပွဲခံတက်လို့ဒေသခံရဲတပ်ဖွဲ့တွေကဖမ်းဆီးထိန်းသိမ်းတာမျိုးတွေလည်းရှိပါတယ်။ယူကနာသင်ပရိသတ်တွေကရွေရှားဗီဒီယိုရုံဖန်တီးပြီးတော့လေဘောလုံးပွဲစူဝေးကြည့်ကြပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကအဲ့လိုရွေရှားဗီဒီယိုရုံမှာအာစတန်သင်ပရိသတ်တို့အသက်ခံရဘူးတွေ။ မန်ယူအာစတန်အသင်းအနာရချိန်မှာရွေးရှားဗီလိုယုံတဲ့အကြီးကျယ်အောင်ပွဲခံနေတဲ့အာစတန်အသင်းပြိသက်တနတ်နဲ့ပြစ်သက်ခံရတာပါပဲဂျွန်ဆန်ရငယ်လို့အမည်ရတဲ့အာစတန်အသင်းအမာခံပြိသက်ကိုရှုံးပွဲတွေးလို့ပေါက်ကွဲနေတဲ့မန်ယူအသင်းပြိသက်တချို့ကပြစ်မှတ်ထားခဲ့တာပါသူကိုတနတ်နဲ့ပြစ်ခဲ့သူကလုံခြုံရေးဝန်ထမ်းတအူးလည်းဖြစ်ပါတယ်လက်ရှိရာဒီစောပိုင်းမှာလည်းမန်ယူအသင်းပြိသက်ဒူးကိုအာစတန်အသင်းပြိသက်တွေဓာတ်နဲ့ထိုးခဲ့ပါတယ်နောက်23ရက်အတွင်းမှာလည်းအာဆွေအသင်းပြိသက်နှုတ်ဟာမန်ယူအသင်းပြိသက်လက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့ရဘူးလေ လီဗာပူးကိုမန်ယူသင်းက9ဂိုးကိုမရှိနဲ့ရုံးနေခဲ့တဲ့ပွဲပြီးမှာအာဆယ်သင်းပရိသတ်နှစ်ဦးဖြစ်ရဆိုးနဲ့ရင်ဆိုင်ခဲ့ရတာပါအာဆယ်နဲ့မန်ယူသင်းပရိသတ်တွေဟာခိုက်ရန်ဖြစ်ပွားချိန်မှာအာဆယ်သင်းပရိသတ်တို့ဓာတ်ထုတ်ခံပြီးတည်ဆုံးခဲ့တယ်လို့ဂျန်ပရိသတ်တို့ကလည်းဝင်ရောက်ဖြန်ပြေရာကနေအသက်ပေးလိုက်ရတာဖြစ်ပါတယ်လောင်းကစားကြောင့်ဘွားပြတ်သူတွေများစွာလည်းယူကန်နာမှာရှိနေပါတယ်တယောက်ကိုတယောက်အသက်အန္တရာယ်ထိခိုက်အောင်ရန်လိုရတဲ့အကြောင်းရင်းကလောင်းကစားကြောင့်လို့ယူကန်နာအခြေဆိုင်အားစားသိပ္ပံပညာရှင်တအုပ်ကပြောပါတယ် ယူကနာမှာဘာလုံးမမလုပ်ပဲလောင်စားပဲလုံးနေတဲ့သူတွေများစွာရှိနေပြီးတော့လောင်ကြီးဆုံးတဲ့အခါမှာကြံရမရပဲကိုကိုကိုအဆုံးစီရင်တတ်ကြပါတယ်ယူကနာပြိတ်သက်တွေရဲ့ဘရီးများလီဆွဲလမ်းမှုကိုအသုံးချပြီးတော့လောင်စားတိုင်းတွေကဘောလုံးပွဲယုံတွေဖွင့်လှစ်ပေးထားတယ်ဒီနောက်မှာဘောလုံးပွဲကြည့်နိုင်တယ်လို့လောင်စားလည်းလုံနိုင်ပါတယ်လောင်ကြီးငွေရှုံးတဲ့အခါပြိုင်ဘက်ပြိတ်သက်တွေဟာတယောက်နဲ့တယောက်ရန်ရှာပါပြီယူကနာနိုင်ငံတဝမ်းလုံးမှာဘောလုံးပွဲပြသတဲ့လောင်စားယုံပေါင်း2000ကျော်ရှိနေတာပါယူကနာနိုင်ငံမှာအလောက်ကန်ရှားပါလို့လေလူငယ်တွေကလောင်စားလုပ်ပြီးတော့ဝင်ငွေရှာနေတယ် ခမ်းမြမြန်ငွေရတဲ့လောင်းကစားဟာလူငယ်တွေရဲ့အတံမွေးပွမ်းကြောင်းဖြစ်လာခဲ့တာပါယူကန်နာနိုင်ငံကဘောလုံးပရိသတ်အများစုကစိတ်ခံစားချက်ပြင်းထန်လို့ပညာရေးအခြေခံမကောင်းလို့လေဘောလုံးပွဲပြားသားတဲ့ရုံမှာရန်ပွဲတွေမြင့်တက်နေတဲ့ယူကန်နာနိုင်ငံကအာဆင်နဲ့မန်ယူသင်းပရိသတ်အများစုဟာစင်သားရက်ကွက်မှာအခြေချနေထိုင်သူတွေလို့လည်းသိရပါတယ်ခုချိန်မှာရန်ရှာခံဆုံးကလီဗာပူးသင်းပရိသတ်တွေပါဟိုဒလောကဆွေမန်ယူသင်းပရိသတ်တို့ကလမ်းမှာတွေးတဲ့လီဗာပူးသင်းပရိသတ်ကိုရန်ရှာခဲ့ဘူးလေလို့ယူကန်နာမီဒီယာတွေကဖော်ပြခဲ့ပါတယ် အာဆင်တင်ပြိသက်တွေကတော့ရီယန်နဲ့ဒူရာကျော့ပွဲကိုဘုရားကျောင်းမှာစူဝေးစူတောင်းအားပေးဖို့တက်ကြွနေကြပါပြီ။သူတို့အောင်ပွဲခံခွင့်ရမယ်လို့လဲယုံကြည်နေတယ်။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျာအာဆင်တင်နဲ့ပတ်သက်တဲ့သတင်းကြောင်းရတဲ့ကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်တဲ့တော့ကဲရာတို့ live follow subscribe လုပ်ထားပြီးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။